BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာညချမ်းပါရှင်နိုဝင်ဘာ9ရက်တနင်္ဂနွေညခင် BBC မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေကိုတင်ဆက်ပေးနေပါတယ် ချင်းပြည်နယ်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာနဲ့ပတ်သက်လို့ဒီကလေးမျိုးနဲ့နီလာမှာရှိတဲ့လက်လက်ကင်ဖွဲ့စည်းတီလွယ်လွယ်နဲ့ကလေးမျိုးကိုချင်းချောက်လို့မရအောင်စစ်ကြောင်ထုတ်လာလဲဖြစ်နိုင်တယ်။ရခိုင်ဘက်မှာလည်းလေကြောင်းတိုက်ခိုက်မှု တိုးလာလို့တေဆုံးမှုမြင့်တက်ရတဲ့အပေါ်သုံးသက်သူအမြင်ကလေကြောင်းကနေခြီးပြီးတော့တိုက်မယ်ရေကြောင်းကနေခြီးပြီးတော့တိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့စည်ရေးဖီအားပေးနေသူအခြားနည်းနဲ့လည်းအာရခတတ်တော်ပေါ်မှာဖီအားပေးတယ်လို့တော့ကျွန်တော်တို့ကတော့ထင်တယ်။ ဒီအကြောင်းတွင်တဲ့အတူနိုင်ငံတကာသတင်းတွေတင်ဆက်ပေးသွားဖို့ရှိပါတယ်ကျမစန္ဒာဝင်းပါရှင် ကိုတိုင်ညောင်လေးပင်ကစီပင်ကျေးရွာပြည်သူ့ဆက်ဓမ္မမဟုတ်အရက်အခေါ်ပြူစောတိခေါင်းဆောင်လေးဖြစ်ကျန်းခံရေးပါတီဝင်တယောက်လည်းဖြစ်တဲ့ကိုမင်းမင်းမနေ့နေ့လည်းကတနက်နဲ့ပြစ်ခတ်ခံရပြီးတည်ဆုံသွားပါတယ်ဒီပြစ်ခတ်မှုကိုသူတို့လုပ်ခဲ့တာလို့ကိုတိုင်အခြေစိုက်ပျောက်ကြားအဖွဲ့9 stars underground forces ကပြောပါတယ်ကိုမင်းမင်းကိုဒိုက်ဦးမြို့တရေလမ်းဆောင် မီးပွိုင်နားမှာပြစ်ခတ်ခဲ့တာလို့လေအဲ့ဒီအဖွဲ့ကပြောခွင့်ရသူကဆိုပါတယ်ကိုမင်းမင်းပြစ်ခတ်ခံရခဲ့ပြီးတဲ့နောက်စစ်တပ်ကဒိုက်ဦးမျိုးကိုပိတ်ဆို့စစ်ဆေးခဲ့ပြီးဒိုက်ဦးမျိုးရဲ့အရှိတ်ကျေးရွာတွေအထိပါလိုက်လံစစ်ဆေးနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ် ကချင်ပြည်နယ်ဖားကတ်မြို့နယ်တဲကလုံကင်းနဲ့နန့်ယာကျေးရွာတွေဘက်မှာမနေ့ညပိုင်းကစပြီးဒီနေ့အထိစစ်တပ်နဲ့ KIA တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါရယ် KIA ရဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတော့စစ်တပ်စစ်ကြောင်းတွေဖားကတ်နယ်တဲဝင်လာလို့တိုက်ပွဲဖြစ်တာကမိုင်းဘက်ကစစ်ကြောင်းတွေလည်းဝင်လာတယ်လို့ဆိုပါရယ်ဒါအပြင်စစ်တပ်က အင်းအား300ဝန်းကျင်နဲ့ဖားကန်းမြို့ထဲမှာစစ်ကြောင်းထိုးနေပြီးတိုက်ပွဲဖြစ်တဲ့နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်အရက်သားလူလူရှိတဲ့ရွာတွေတဲ့လက်နက်ကြီးကြောက်ပေါက်ကွဲတာတွေရှိတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်နိုင်ငံတကာသတင်းတွေဘက်မှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကတိုင်ဖုန်းမုန်တိုင်းတစ်ခုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဖိလစ်ပိုင်မှာနောက်မုန်တိုင်းတစ်ခုချဉ်ကပ်လာတာကြောင့်လူတသန်းကျော်အိုးအိမ်ဆုံးခွာကြဖို့ဆော့ဩထားပါရယ်ဖိလစ်ပိုင်က BBC သတင်းနောက်ဂျိုနသန်ဟတ်ကအခုလိုပြောပါရယ် It's night now in the city of Cabanatuan and the wind has really picked up here with sheets of rain. ကျွန်တော်ရောက်နေတဲ့ကနာဘတူအန်မြို့မှာညဘက်ဖြစ်နေပါပြီ။လေနဲ့မိုးနဲ့တိမ်ကြုံပြီးကျွန်တော်ရှိကလမ်းမကိုပြောင်းတလင်းခါအောင်တဲချသွားသလိုဖြစ်နေပါတယ်။မိတွေလည်းပြတ်နေပြီးလူတွေလည်းခိုင်မာတဲ့အဆောင်တွေနဲ့ခိုလုံနေကြရပါတယ်လို့ BBC သတင်းတော့ Jonathan Hack ကပြောသွားတာပါ။လက်ရှိတော့မိုးများပြီးရေကြီးမှုကြောင့်လူနှစ်ယောက်သေဆုံးသွားပါတယ်။အခုဝင်ရောက်မဲ့ Fan Wong တိုင်ဖုန်းမုန်တိုင်းကြောင့်လာမယ့်နာရီပိုင်းအတွင်းမြေပြိုမှုတွေရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မုန်တိုင်းဟာအနောက်ဘက်ကနေဝင်ရောက်ပြီးလေတိုင်နှုန်းတနာရီ185ကီလိုမီတာနဲ့တိုက်ခတ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကတိုင်ဖုန်းကာမေဂီဖိလပိုင်နိုင်ငံအတွင်းဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့်လူအယောက်200ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ထိုင်းနဲ့မလေးရှားနယ်စပ်ရေပြင်မှာရွှေ့ပြောင်းသူတွေတင်ဆောင်လာတဲ့လေတံဆင်းနစ်မြုပ်သွားခဲ့ပြီးတဲ့နောက်ဒါဇင်နဲ့ချီတဲ့လူတွေပျောက်ဆုံးလို့ လိုက်လံရှာဖွေနေကြပါတယ်။နိုင်ငံတောင်ပိုင်း True Town ကျွန်းနားမှာအဲ့ဒီလေနစ်မြုပ်သွားတာပါ။လက်ရှိတော့လောင်းတလောင်းရှာတွေ့ထားပြီးလူ6ယောက်ကိုကယ်ဆယ်ထားနိုင်ခဲ့ပါတယ်။လူ300ပါတဲ့လေကြီးတစင်မလေးရှားအဝင်မှာလှင်ငယ်လေးတွေနဲ့ခွဲပြီးတင်ဆောင်ခဲ့သူတွေတဲကပျောက်ဆုံးနေတာလို့ရေချောင်းအရာရှိတွေကပြောပါတယ်။တခြားလေတွေနဲ့လည်းဆက်လက်ရှာဖွေနေကြပြီးလေပေါ်ကဘာသူတချို့ဟာရိုဟင်ဂျာတွေလို့ယူဆရကြောင်းဒေတာရင်းသတင်းဒီမှာဖော်ပြထားပါတယ်။ အာဖဂန်နစ္စတန်အနောက်ပိုင်းဟာရတ်မြို့မှာစေးရုံနဲ့အစိုးရအဆောက်အုံတွေထဲကိုအမျိုးသမီးတွေဝင်တဲ့အခါမျက်နှာဖုံးခေါင်းစည်းတွေဝစ်ဆင်မှုတာလီဘန်တွေကအမိန့်ထုတ်ထားတာကြောင့်တက်ကြွလှုပ်ရှားသူတွေစိုးရိမ်နေကြပါတယ်။တာလီဘန်အဆောက်အုံတွေဟာစေးရုံနဲ့ကျောင်းတွေမှာတကူလုံးခေါင်းစည်းပေါ်မှာခြုံမထားတဲ့အမျိုးသမီးတွေကိုဝင်ခွင့်မပေးတာရက်အတော်ကြာရှိလာပြီလို့ဆိုပါတယ်။အာဖဂန်မှာ တာလီဘန်တွေအာဏာသိမ်းခဲ့တဲ့2021အောက်ဂုတ်လနောက်ပိုင်းမှာအမျိုးသမီးတွေအပေါ်တင်းတင်းကြပ်ကြပ်အမိန့်ထုတ်လာတာဒါဟာအခုနောက်ဆုံးထုတ်ပြန်မှုပါတာလီဘန်အာဏာပိုင်တွေကဒီကိစ္စနဲ့ပတ်သက်လို့တစုံတရာတုံ့ပြန်မှုမရှိပေမဲ့နယ်စီမချာစစ်ကူတာရေးအဖွဲ့ MSF ကတော့အခုလိုအမျိုးသမီးတွေအပေါ်စီးမြင်တင်းကျပ်လာတာဟာသူတို့ရဲ့စေကူတာမှုခံယူခွင့်ကိုနောက်နှေးအောင် လုပ်တာဒါမှမဟုတ်စေကူခွင့်မရအောင်လုပ်တာပဲလို့ပြောပါတယ် ရုရှားနယ်စပ်ဒေသတော်တော်များများမှာစွန့်အင်ဆိုင်ရာအဆောက်အုံတွေကိုယူကရိန်းကတိုက်ခိုက်မှုကြောင့် တောင်းနဲ့ချီတဲ့လူတွေလျှက်စစ်မီမရှိဘဲနေထိုင်နေရတယ်လို့ရုရှားအရာရှိတွေက ပြောပါတယ်။ဘဲဂိုရက်မြို့တော်ဝန်ကသူတို့မြို့သား2000ကျော်ဟာမီးမရှိ အပူပေးဆက်မရှိဘဲဖြစ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်ကာရက်စ်နဲ့ဗိုရိုနက်စ်မြို့တော်ဝန်တွေကလည်းသူတို့ရဲ့အခြေခံအဆောက်အုံတွေတိုက်ခိုက်ခံရတယ်လို့ပြောပြီးတအားပေးဆက်ယုံနဲ့ဓာတ်ငွေဆက်ယုံတွေလည်းမီးလောင်နေတယ်လို့ဆိုပါတယ်။အစောပိုင်းကလည်းယူကရိန်းနိုင်ငံသားရေးဝန်ကြီးက ရုရှားဟာသူတို့ရဲ့ဓာတ်အားပေးစက်ရုံငယ်တွေကနေနျူကလ িয়ার စက်ရုံကြီးအထိရည်ရွယ်ချက်ရှိရှိပြင်းထန်တိုက်ခိုက်မှုကြောင့်ပြီးခဲ့တဲ့တောက်ကြံနေ့ကကြဲကြဲပြန့်ပြန့်လှုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ပြောပါရယ်။ဂါဇာမှာလွန်ခဲ့တဲ့၁၀နှစ်တုန်းကအသက်ခံရတဲ့အစ္စရေးစစ်သားတယောက်ရဲ့အလောင်းကို မကြခင် လွှဲပေးမယ်လို့ဟာမတ်စ်ဖြတ်ကပြောပါရယ်။ဟာဒါဂိုးဒင်းရဲ့အလောင်းကိုမနစ်စနေနေ့ကရာဖာမြို့ကလှိုင်ကောင်းတစ်ခုတည်းတွေ့ရှိခဲ့တယ်လို့ဟာမတ်စ်အဖွဲ့ကဆိုပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြန်မာ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကအလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ လန်ဒန်မြို့ BBC ကနေတင်းငွေညာကင်းရေဒီယိုအစီအစဉ်လေးကိုဓာတ်ရိုက်ထုတ်လွှင့်ပေးနေပါပြီ။အခုတော့သတင်းလွှာတွေအလှည့်ပါ ပြီးခဲ့တဲ့နိုဝင်ဘာ2ရက်ကရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ Overflow Music Festival ဖြောပြေပွဲကနေစင်မြင့်ပေါ်မှာညဉ့်ဉန်းစကားတွေပြောခဲ့တဲ့အဆိုတော်တွေနဲ့ပွဲစီစဉ်သူတွေအပြင်ရိုက်ကူးရေးအဖွဲ့သားစုစုပေါင်း16ယောက်ကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့စစ်ကော်မရှင်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ဘလို့ပုံမှန်တွေနဲ့အေးအေးယူထားပြီးလက်ရှိမှာ အခြေအနေဘလို့ရှိနေတယ်လဲဆိုတာကိုမတ်ရွှေပိုးနေကစူးစီးပြောပြပေးမှာပါ။ ညဉ့်ညမ်းတဲ့စကားတွေပြောဆိုကကွန်နှုံးတွေဖြန့်ဝေပြီးတီဆိုကခုံခဲ့ကြတဲ့အဆိုတော်ဝင့်နဲ့ပွဲစီစဉ်သူတွေကိုတင်ကန်းညုံမြို့နယ်တူနာနယ်မြေရဲစခန်းမှာအမှုဖွင့်ထားပြီးဥပဒေနဲ့အညီအပြစ်ပေးအရေးယူသွားမယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ထားပါတယ်။ညဉ့်ညမ်းစကားတွေပြောပြီးကွန်နှုံးတွေစင်ပေါ်ကနေကြဲချခဲ့တဲ့အဆိုတော်ဝင့်မြို့တန်ဖိုင်အတူလူမှုကွန်ရက်ပေါ်မှာပြန်နှံ့ခဲ့ပြီးတဲ့နောက်အွန်လိုင်းကြည့်ရှုသူတွေရဲ့ဝေဖန်မှုမြင့်တက်ခဲ့တာပါ။အဲ့ဒီဖြောပြေးရေးမှာပါဝင်သူတွေကိုအရေးယူဖို့ဆိုပြီးနိုဝင်ဘာ9ရက်နဲ့6ရက်နှစ်ရက်အတွင်းမှာပဲသက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေကနေချိတ်ဆက်ခေါ်ယူတာနေအိမ်တွေကိုတွားရောက်ခေါ်ဆောင်ဖ န်းစည်းထိန်းသိမ်းတာတွေလုပ်ခဲ့တာလည်းဖြစ်ပါတယ်ပြောဆိုခဲ့တဲ့အဆိုတော်ကမကတခြားအဆိုတော်တွေနဲ့ပွဲစီစဉ်သူတွေကိုပါဖန်းစည်းခဲ့တာကိုလည်းလူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေရှိနေပါတယ်အဲ့ဒီဖြစ်စဉ်မှာပါဝင်သူစုစုပေါင်း16ဦးကိုဖန်းစည်းအမှုဖွင့်ထားပြီးရာဇတ်တကြီးပုံမှ905ကကြီးနိုင်ငံတော်အကြီးညိုပြက်စီမှုပုံမှ194နှုတ်ဖြင့်ကျူးလွန်သောပြစ်မှုပုံမှတစ်တလေပြမှုကျူးလွန်ရတဲ့အားပေးကူညီသူစတဲ့ပြမှုတွေနဲ့အမှုဖွင့်အေးအေးယူထားတယ်လို့လည်းဖော်ပြထားပါတယ်ဒီလိုပုံမှတွေနဲ့အေးအေးယူထားတဲ့ပေါ်ရှေ့နေတူသုံးသက်တာက 哎，人生路，人生半道嘛碰到啥，基本上那方面基本上啥人呢，不买一个都行。啥啥呗，你这不孬，我说明白就说，你这东西就下虑不买一个绝对不买一个，吃吃的。 ။ online မှာတော့အဲ့ဒီ video file ကိုမျှဝေပြီးငင်ညမ်းတယ်လို့ဝေဖန်ပြောဆိုမှုတွေကဇက်တိုက်မြင့်တက်နေပါဗျ။ကိုနှုံးပေးဝေတာကဂျမ်းမာကြီးကိစ္စဖြစ်ပြီးကူးဆက်ယောဂကာကွယ်ရေးတားဆက်ချားရေးတို့အတွက်ကောင်းမွန်တဲ့ရည်ရချက်ဖြစ်ပေမဲ့အသိပညာပေးဖို့တင့်တော်တဲ့နီလမောင်းဆောင်အသုံးပြုနိုင်တာကြောင့်ငင်ညမ်းစကားပြောဆိုပြီးစင်မောကနေကြဲချတာကတင့်တော်တဲ့လုပ်ရမဟုတ်ဘူးလို့လည်းဂျမ်းမာကြီးပညာရှင်တွေကတုံ့တက်ကြပါဗျ။ဒီအချိန်လေးပေါ်ဆရာဝန်တအူးတုံ့တက်တာကဒီပြင်လာတဲ့အနေအထားမှာတုံတွဲရတဲ့ပတ်ဝန်းကျင်နေသားတွေရဲ့လက်တော်မွန်းချက်တာကိုဖွင့် ထုတ်တဲ့နီလန်းရင်ဟိမ့်တဲ့တွေပေါင်းပြီးတော့ဒီလိုကိစ္စတွေဖြစ်ပေါ်လာတာပေါ့အဲကုသယောဂကာကွယ်ရေးမှာအပတ်ကြီးအများကြီးပဲကာကွယ်ရေးကိစ္စတွေဆောင်ရွက်နေတာရှိတယ်ပုံတော့ဝေတဲ့ဟာတွေလည်းရှိတယ်ဒီပညာပေးတဲ့ဟာမျိုးဆိုရင်တကားရဲ့အသုံးနှုန်းတွေရဲ့အစလိုအပ်တယ်ပေါ့ခြုံပြီးပြောမယ်ဆိုတော့ဒါနာမည်ကြီးဖို့အတွက်တသက်လိုမျိုးဆောင်ရွက်တယ်လို့ဖြစ်သွားတယ်ပေါ့နော် ပြီးခဲ့တဲ့စက်တင်ဘာလကလည်းမန္တလေးမြို့မှာရှိတဲ့ Carva Night Club မှာ DJ Violet ကဖျားသခြင်းဖြစ်တဲ့ဗုဒ္ဓံတရဏံဂစ်ဆာမိသခြင်းကို DJ ဖွင့်ကောက်ခုံခဲ့တဲ့ဗီဒီယိုဖိုင်အွန်လိုင်းမှာပြန့်နှံ့ကဝေမမှုတွေမြင့်တက်ခဲ့ပြီးတဲ့နောက်စစ်ကောင်မရှင်က DJ Violet ကိုဖမ်းဆီးက Carva Night Club ကိုချိတ်ပိတ်ခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။မတ်ရွှေပိုးနီစူးစီးတင်ဆက်ပေးခဲ့တာပါ။အခုတော့တိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲနီးလာချိန်မှာလက်လွတ်ထားရတဲ့မြို့အများအပြားရှိတဲ့ချင်းပြည်နယ်ကိုစစ်တပ်ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းပြန်ထိုးပြီးအေးပါတဲ့နေရာတချို့ကိုသိမ်းယူလာပါတယ်။ချင်းပြည်နယ်ကနောက်ဆုံးအခြေအနေကိုမတ်စာနီထွန်းကပြောပြပေးမှာပါ။ စစ်တပ်ရဲ့ရွေးကောက်ပွဲနီလာခြင်းမှာနယ်မြေထွက်ဝက်ကြောလက်လွတ်ထားခဲ့ရတဲ့ချင်းပြည်နယ်ကိုစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထုတ်နေပြီးကလေးတီးတိမ်ဖလန်လမ်းသုံးခွဆောင်မှာရှိတဲ့တိုင်းငင်းရွာကိုမနစ်ညာဘက်ကဝင်ရောက်ထိန်းချုပ်လိုက်တယ်လို့ဒေသခံချင်းတော်လိုင်းရဲ့တပ်တွေကပြောပါတယ်တီးတိမ်မြို့နယ်ထဲမှာရှိတဲ့တိုင်းငင်းရွာဟာစကိုင်းကနေချင်းပြည်နယ်ကိုဝင်ဖို့ပြည်နယ်ဝင်ပေါက်တစ်ခုဖြစ်ပါတယ်လက်ရှိချိန်မှာတော့တီးတိမ်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကတိုင်းငင်းရွာထဲကိုရောက်ရှိနေပြီးကလေးမျိုးဘက်ကနေတက်လာတဲ့စစ်ကြောင်းကတော့မရောက်သေးဘူးလို့ချင်းတော် ်လိုင်းရင်တက်တွေကပြောပါတယ်စစ်တပ်ကရွေးကောက်ပွဲမတိုင်ခင်ချင်းပြည်နယ်တွေကိုအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာဘာကြောင့်ပါလဲချင်းကာကွယ်ရေးတပ် CTF CDN စီရင်ကတာဝန်ရှိသူတယောက်ပြောပြတာကထို့သဖြင့်တော့ဒီရွေးကောက်ပွဲကို ကျွန်တော်ကတိတိနဲ့ကလေးမျိုးမှာလောက်ဖို့ဆိုရဟာဖြစ်တော့ဒီကလေးမျိုးနဲ့နီလာမှာရှိတဲ့လက်နဲ့ကန်ဖွဲ့စည်းဒီလွယ်လွယ်နဲ့ကလေးမျိုးကိုချင်းချောက်လို့မရအောင်စစ်ချောင်းထုတ်လာလဲဖြစ်နိုင်တယ်ပြီးတော့မှထုတ်သဖြင့်အဲလန်းချောင်းတွေတော့လိုင်းသမားတွေကျွန်တော်အတွက်ထောက်ပို့လမ်းနေဆိုတော့အဲ့ဒါကိုလည်းပြန်ထိန်းချုပ်ရှင်တဲ့သဘောရှိတယ်လို့ကျွန်တော်ယူဆရပါတယ်ဗျ။လက်ရှိတန်းကင်းရွာအပြင်တိတိမျိုးတောင်ပတ်73မိုင်ဝန်းကျင်ကစစ်တပ်လက်လွတ်ထားရတဲ့ကနေဒီတောင်ကိုလည်း အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့နိုဝင်ဘာ၄ရက်ကချင်းဒေါ်လာရေးတက်တွေပြန်လက်လွတ်ခဲ့ရပါတယ်စစ်တပ်ဟာချင်းပြည်နယ်တွေကိုတီးတင်မျိုးကနေအင်အားရချီပါတဲ့စစ်ကြောင်းတစ်ကြောင်းကလင်းမျိုးဘက်ကနေစစ်ကြောင်းတစ်ကြောင်းဖြန့်ခွဲဝင်ရောက်နေတာပါကလင်းမျိုးဘက်ကနေ ချင်းပြင်းတဲ့ကိုတက်သွားတဲ့စစ်တပ်စစ်ကြောင်းကဘယ်လမ်းကြောင်းကနေဝင်ရောက်နေတာပါလဲ။မြင်းပြင်းချင်းနေသိရှိသူကြောက်ကအခုလိုပြောပါရစေ။ကလေးတော်ပိုင်းကတော့ဆောင်းနံများကနေပိုလာအူဒါနဲ့ခလာဟာကတိုင်းနဲ့တက်တော်လို့ရတယ်။တိုင်းနဲ့ချင်းနဲ့တော့တော်လာပြီးလမ်းကြောင်းကနေခလမ်းတက်ခလာဟာကတော်လို့ရတယ်။ဟုတ်ကဲ့ဒီကလေးကနေတော့အဲ့နေရာဖြတ်ချတဲ့နေရာတော့ပြောရတယ်။ဒီလေးကအဲ့တော်ပိုင်းမှာဖြစ်နေကြ။ဆောင်းနံများကနေဟိုဘက်သွားဝေးပြီးတော့ဖြစ်တော်တဲ့အဲ့အဲ့ဝေးပြီးတော့အဲ့ကျွန်တော်ကြားတာအဲ့အဲ့လမ်းကြောင်းကိုအော်ပြီးတော့ရောက်နေကြ။ စစ်တပ်ကရွေးကောက်ပွဲအပိုင်းတစ်ကိုချင်းပြည်နယ်ကတီးတိမ်တဲ့ဟာခေါင်းမျိုးတွေမှာကျင်းပမယ်လို့ထည့်သွင်းထားပြီးချင်းနယ်စကိုင်းတိုင်းအဆက်ကကလေးကိုပါထည့်သွင်းကျင်းပဖို့လှုံ့ဆော်ထားတာပါ။ဒါကြောင့်ကလေးမျိုးနဲ့အနီးချင်းပြည်နယ်ကမျိုးတွေကိုစတင်ထိ ंछ ုံနိုင်ဖို့လှုံ့ဆော်လာတာဖြစ်တယ်လို့ချင်းတော်လိုင်းတပ်တွေကပြောနေကြပါတယ်ရှင်။ချင်းပြည်နယ်ကနောက်ဆုံးအခြေအနေကိုမတ်ဇာနီထွန်းပြောပြပေးခဲ့တာပါ။ ရခိုင်မှာတော့အရခတတ်တော်အေးထိန်းချုပ်ထားတဲ့ပြည်내မြောက်ပိုင်းကမြို့နယ်တချို့ကိုအခုလအတွင်းမှာစင့်ကော်မရှင်ဘက်ကလေကြောင်းကဘုံကျဲမှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့်အရက်သားတိတ်ဆုံးမှုတွေမြင့်တက်လာပါတယ် အောက်တိုဘာ26ကနေနိုဝင်ဘာ10ရက်နေ့အထိရခိုင်ပြည်နယ်တွေကမြို့နယ်၈ခုမှာစစ်တပ်ရဲ့လေကြောင်းကတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရက်သားတေဆုံးသူ23ယောက်ရှိပြီးဒဏ်ရာရသူ90နီးပါးရှိပြီဖြစ်ပါတယ်။ရခိုင်ဘက်ကအခြေအနေကိုတော့ကိုဘိုဘိုကဆက်ပြောပြမှာပါ။အာရခတက်တော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တွေကမြို့နယ်တွေကိုအောက်တိုဘာလကုန်ပိုင်းကစပြီးစစ်ကောင်ရှင်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေပါတယ်။ နိုဝင်ဘာလ၈ရက်မနေ့နေ့လယ်ပိုင်းမှာရသေတောင်မြို့နယ်ကြောက်တန်ချီရွာဆက်တင်ချောင်းကိုဘုံကျဲခဲ့လို့စစ်ဆောင်မျိုးသမီးနှစ်ဦးသေဆုံးပြီးတစ်ချိန်တည်းမှာပဲပောက်တော်မြို့ပေါ်ကအထက်ကတိတ်ချောင်းကိုဘုံကျဲခဲ့တဲ့အတွက်ရသားလေးဦးသေဆုံးတယ်လို့သိရပါတယ်။ဒီခြေနေတွေနဲ့ပတ်သက်လို့စစ်ရေးနှိဆက်သူတို့ပြောတာကဒီရပိုင်းမှာတော့စကားပါတကလို့ဒီနေ့ကိုနှစ်မျိုးသုံးမျိုးကြည့်အောင်ပါတော့မျိုးဘုံကျဲပိုက်ပိုက်တာလို့ရှိတယ် တို့ကတို့ငယ်ငယ်ဆက်ပြေးကြရတယ်။အဓိကတို့မြေပြင်ကစကြောင်းထိုးတာတွေမောင်မြင်တဲ့တွေ့လေကြောင်းကတိုက်ခိုက်တယ်။တို့ကိုပြင်မှတ်ထားပြီးတော့အဲဟိုစေးရှင်းရှောက်တွေလို့ပဲအဲ့လိုပဲပြောရမှာပဲ။လေကြောင်းတက်ခတ်မှုတွေအဆက်မပြတ်လှုပ်လာတာနဲ့ပတ်သက်လို့စီရီယံဘူကြီးစင်ရော ထောက်ပြတာကအရခတ်တော်ရဲ့စေဦးစီးချုပ်ဘူချုပ်ထွန်းမြတ်နိုင်ရခိုင်မှာပြန်လာပြီးတော့အခြေချပြီးတော့ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေနဲ့တပ်ဖွဲ့စည်းတဲ့လုပ်ငန်းတွေလုပ်နေတယ်ဆိုပြီးစစ်တပ်ကသတင်းရနေတယ် လေချောင်းကနေခြီးပြီးတော့တိုက်မယ်ရေချောင်းကနေခြီးပြီးတော့တိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့စည်ရေးဖီအားနေပေးနေသူအခြားနည်းနဲ့လည်းအာရခတတ်တော်ပေါ်မှာဖီအားပေးတယ်လို့တော့ကျွန်တော်တို့ကတော့ထင်တယ်စစ်ကော်မရှင်ကအေအေတင်းထားတဲ့မြို့လေးမြို့ကိုပြန်ပေးဖို့တရုတ်ကတဆင်ဖီအားပေးတောင်းဆိုနေပြီးဒီအပေါ်အေအေကလက်မခံတဲ့အတွက်အခုလိုလေချောင်းတက်ခတ်မှုတွေပိုလုံနေတာလို့သတင်းတွေထွက်နေပါတယ် ခုဘူဘူဖြစ်ပါတယ်အခုနောက်ဆုံးဝင်လာတဲ့သတင်းကိုဆက်ရရင်ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့နယ်တွေကအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်ငန်းတွေအပြင်အွန်လိုင်းလောင်းကစားတွေဒုစရိုက်ကျူးလွန်မှုတွေဖြစ်နေတဲ့ KK Park တဲကအဆောက်အုံတရတလုံးကိုဖြိုချဖျက်ဆီးခဲ့တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။